အင်ပြန်နိုင်ရဲ့ပြည်သူများမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့တုံးဆောင်ပါအခုဆက်ပြီးဖက်ပြပေးသွားမယ့်ဆောင်းပါးလျာတော့မြန်မာနောင်းမှာတုဒ္ဒသောရေးသားထားတဲ့နာဂိဖွဲ့စည်းပုံသူမဟုတ်တဘဝဘေးထက်ဆိုရသောလူသက်ရန်ရကြီးဆိုတဲ့ဆောင်းပါးပဲဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာတဘာဝကပေးကြီးတွေကြုံတွေ့ရတိုင်းစစ်ဘုတ်ကျောက်တွေရဲ့တခုတည်းသောဂျိုးပန်းအာရုံမှုက၎င်းရဲ့အာနာအရှိကန်အဆောင်ကိုရိုင်းနေသွားသလား ဒါမှမဟုတ်စင်ကိုခံနေရပြီလားဆိုတဲ့အချက်ကိုအပြေလွှာဆန်းစစ်ကြပြီးပြန်နေခိုင်မှတောင်းတင်းအောင်တိစောက်ရှင်းမဲ့ဖြစ်ပါတယ်။ဒီချက်ကိုမလ28ရက်နေ့စကိုင်းငင်းနောက်ပိုင်းတွေ့ရှိခဲ့ရသလိုလွန်ခဲ့သော18နှစ်ကာလ2008ခုနှစ်မေလ2ရက်နေ့မြမတမိုင်းမှာဖျားအပြင်းဆုံးနာခဲ့စားကလုံးမုံတိုင်းကြီးတိုက်ခတ်ခဲ့ပြီးနောက်မြမပြည်သူတွေတွေ့ကြုံခဲ့ပူပါတယ်။ နိုင်ငံမော်နေညောင်းဤလူတသိန်းကျော်အသေဆုံးပြီးလူနှစ်သိန်းခွဲခန့်အိုးမဲအိမ်မဲအတိဒုက္ခရောက်နေတဲ့ကြားကအာနာရှင်ဟောင်းတန်းချွေဟာတမ်းပြီအာနာကိုစစ်ဖို့ကြိုးတွေကသာရာသက်ပံထိန်းချုပ်ကျူးကန်ခွင့်ရမယ်အာနာအုတ်မြရှာပွဲကြီးဖြစ်တဲ့နာဂေဖွဲ့စည်းပုံအရှိကံဥပဒေပြည်သူ့ဆန္ဒခံယူပွဲကိုမေလ10ရက်နေ့မှာကျင်းပခဲ့ပါတယ်တိုင်းနယ်ရှိတဲ့ပြည်သူတွေရဲ့ရက်လည်နာရီကျင်းပနေခြင်းဖြစ်တဲ့မေလ10ရက်နေ့ကပြုလုပ်ခဲ့တဲ့အဲ့ဒီဆန္ဒခံယူပွဲကိုနာဂေမုံတိုင်းပြည်ထောင်ခံရတဲ့မြို့နယ်တွေကိုရှာလက်ခဲ့ပြီး 298မြို့နယ်မှာကျင်းပခဲ့ပြီးနာဂေမုံတိုင်းပြည်ရတရဘတ်၃ဘက်အကြားမေလ24ရက်နေ့ကိုရောက်တဲ့အခါမုံတိုင်းပြည်ထောင်ခံနေရတဲ့48မြို့နယ်မှာထပ်မံကျင်းပခဲ့ပါတယ်မေလ26ရက်နေ့မှာတော့တနင်္ဂနွေနေ့လူဦးရေ58ဒသမ5တန်းကျော်ထဲမှာဆန္ဒမဲလာရောက်ပေးကြသူ68ဒသမ72ရာခိုင်နှုန်းရှိပြီးထောက်ခံမဲပေးသူ62ဒသမ48ရာခိုင်နှုန်းရှိတယ်လို့ဆန္ဒခံယူပွဲရလဒ်ကိုစစ်အစိုးရကထုတ်ပြန်ခဲ့ပါတယ် နိုင်ငံမုံတိုင်းတို့တပတ်ကြာတနိုင်ငံလုံးပူဖေးတော့ကရောက်နေချိန်မုံတိုင်းဘေးကိုအုံချပြီးတန်းရွှေဟာ၎င်း၏အာနာအုတ်မြစ်ချပွဲကိုရွှေသားခြင်းမရှိပဲဆင်းရဲဒုက္ခပင်လည်းဝင်နေကြတဲ့ပြည်သူတွေကိုအတင်းအကျပ်မဲတဲ့ခိုင်းခဲ့ပြီးကမ္ဘာပေါ်မှာဘယ်နိုင်ငံမှမှမရှိဘူးသောဂျာဂိုင်နှုံးတွေကိုပြန်လည်ထုတ်ပြန်ကြေညာခဲ့ပါတယ်။တနည်းအားဖြင့်ပြောရရင်မဲဆန္ဒရှင်တရားမှာ92ဦးက၎င်းတို့ကိုထောက်ခံခဲ့ကြတယ်လို့မျက်နှာပြောင်တိုက်ကြေညာရတဲ့အာနာရှင်ရဲ့အဆက်အသွယ်ကမေမှုအတွက်ပြည်သူများကြားပြောစရာစကားမရှိဖြစ်ခဲ့ရပါတယ်။ နောင်ချောင်းနေကြ2014ခုနှစ်လူရည်တကောင်စင်းအချက်လက်များကိုကုလသမဂ္ဂအကူအညီနဲ့တင်ဆက်ရင်ဆွေးရကားကောက်ခံလိုက်ရာနိုင်ငံလူရည်51.49%တန်းရှိကြောင်းကြေညာခဲ့ပါတယ်။နိုင်ငံရှိဦးကိုဆန္ဒခံဦးပွဲလို့ဖင်ကလူရည်ထက်6.39%တန်းကျော်ပြောင်းဆုံးနေပါတယ်။အဒီအချိန်ကြာမှအတန်းရွှေရဲ့အလိမ့်ညာတွေဟာပိုးပေါ်တယ်လို့ပေါ်လာခဲ့ပါတယ်။စစ်ဘုတ်ကျော်တွေဟာတိုက်ဆိတ်နေကြပြီးအရက်သားလွတ်တော်မတ်တချို့လွတ်တော်အတွင်မိโกထောက်တန်းတက်တက်ကြားဘူးပြီးတိုက်ဆိတ်သွားပါတယ်။ ပြည်သူတွေကတိတိအတော်လည်းပဲဘလို့မှမတက်နိုင်ခဲ့ကြပါသို့တော်စစ်ဘူဟောင်းတချို့ကထိုကလာအတွင်းနိုင်ငံသားတချို့ပြည်ပထွက်ခွာအလုပ်လုပ်ကြသည်ဟုစင်ကြီးပေးကြပါတယ်။သို့တော်မြန်မာနိုင်ငံလူဦးရေသည်ဆယ်စုနှစ်ပေါင်းများစွာမပြောင်းမလဲတိုးပွားနေပြီးလူဦးရေကျဆင်းသောနိုင်ငံအမျိုးအစားမဟုတ်ပေ။တပ်ချွေတက်ချီထင်ရှားရှိနေသည်ပြီးလူဦးရေ6.3%တန်းကျော်ပြောင်းဆုံးသည့်ကိစ္စဖြစ်ရှင်းရန်တာဝန်ရှိဆုံးမှာတန်းချွေပဲဖြစ်ပါတယ်။ တန်းရှိကိုဆက်ခံသူအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်နိုင်ဟာနာဂိရှိဦးအကြောင်းပြောတိုင်းပြည်သူ62ဒသမ48ရာခိုင်နှုန်းထောက်ခံထားသောရှိဦးဖြစ်ကြောင်းအကြင်ကျင်ရပ်ဖတ်နေလေပါတော့တယ်။သူဆရာလင်ခဲ့တဲ့အတိုင်းထက်ခါထက်ခါလိန်နေသူလည်းဖြစ်ပါတယ်။အာနာရှင်ဟောင်းတန်းရှိရဲ့စိတ်နေစိတ်ထားဟာစစ်ဘုတ်ချုပ်များရဲ့စိတ်နေစိတ်ထားကိုအမှန်ကန်ဆုံးလေ့လာအကဲဖြတ်နိုင်တဲ့ဖန်ပြူတင်ငန်းသာ Attack for Isabel or the General Mindset ဖြစ်ပါတယ်။၎င်းရဲ့နာဂိဖွဲ့စည်းပုံအရှိကံဥပဒေဟာ တဘာဝဘေးဒက်ဆိုးရတဲ့လူသက်ရန်နေရာကြီးဖြစ်လာတာကို2021ခုနှစ်စစ်အာဏာသိမ်းမှုနဲ့အတူပြည်သူတွေရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ်။ဒေါင်ဆန်းစုကြည်ထံမှအာဏာလုယံနာဂိတ်ရှေဦးကိုကလေပံထုတ်ခဲ့သောမင်းအောင်လှိုင်။အာဏာရှင်ဟောင်းတန်းရွှေဟာနာဂိတ်ရှေဦးကိုအသက်သွင်းပြီးသည့်အခါ၎င်းကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက်နောက်ကျောင်းပြန်တရားစွဲဖမ်းဆီးထောင်ချမဲ့အန်ဒီယမ်မှကင်းမြောက်ခဲ့ပြီးနာဂိတ်ရှေဦးရဲ့အပြည့်အဝကာကွယ်မှုကိုရရှိသွားခဲ့ပါတယ်။ ၎င်းဟာနှမ်းရွှေရဲ့နာခဲ့ကပ်ဘေးကိုအသုံးချပြီး၎င်းရဲ့ကြိုစီပွားကိုကာကွယ်ရန်လှုပ်ဆောင်ခဲ့တာတသက်ပဲဖြစ်ပါတယ်။ဒါကြောင့်တန်းရွှေဟာ2010ပြည်နှစ်ရွေးကောက်ပွဲကိုအမှားယွင်းမရှိတရားစီစဉ်က၎င်း၏ရှေ့ဆိုးရအဖွဲ့များကိုလူဝိတ်လဲ၍အရက်သားနိုင်ငံရေးသမားများအတွင်ဖန်ဆင်းပြီးတိုင်းပြည်ကိုဆက်လက်ဦးဆောင်စေခဲ့ပါတယ်။၎င်းကိုယ်တိုင်နဲ့ထိုက်တန်းစစ်ဗိုလ်ချုပ်ကြီးတချို့သာယာထူးမှအနားယူခဲ့ပါတယ်။တန်းရွှေဟာစစ်ဘက်နဲ့အရက်ဘက်အာဏာအခြေခံအဆောက်အအုံကိုနှစ်ကာလရှည်များစိတ်တိုင်းကြစီမံခဲ့ပြီ အာနာဖြန့်ကျက်မှုများပြုလုပ်လျက်၎င်း၏လက်အောက်ငယ်သားစစ်ဗိုလ်များကိုအာနာခွဲပြေးပေးခဲ့ပါသည်။တမရအာနာရရှိသွားသူတိန့်စိန်ဟာစစ်အစိုးရမှဝန်ကြီးချုပ်တာဝန်ကိုယူခဲ့သူဖြစ်ပြီး၎င်း၏လက်ထက်အာနာခိုင်မြဲသွားပြီဟုယူဆကမှဒေါအောင်ဆန်းစုကြည်ကိုနေရောက်တခုလိုကစားရန်ကြံစီခဲ့ပါသည်။ဒါပေမဲ့တိန့်စင်ရဲ့ရှေ့နှက်တစ်ချက်အမှားကဒေါအောင်ဆန်းစုကြည်ကို2015ခုနှစ်ရွေးကောက်ပွဲမှာခွက်ခွက်လန်ရှုံနေမှုနဲ့ရင်ဆိုင်လိုက်ရပြီးမလွှဲပြေးခြင်းနဲ့အာဏာကိုလွှဲပြေးခဲ့ရပါလေ အဲ့ဒီချိန်ကစ၍ကြံခိုင်ရေးပါတီအတွင်းမှရှိတဲ့စစ်ဘုကြောင်ဟောင်းတွေကကြိတ်မနိုင်ခဲ့မရဖြစ်ခဲ့ပြီး၆လအတွင်းအာဏာပြန်ယူမည်ဟုကြုံမှခဲ့ပါတယ်။ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ခေါင်းဆောင်မှုအရေးချင်းကြောင့်အခွင့်မတာဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့2020ပြည်နှစ်ရွေးကောက်ပွဲရသည့်ရောက်ရှိလာခဲ့ပါတယ်။တက္ကပလုံးဆိုင်ရာ COVID-19 ကူးစက်ရောဂါကပ်ဘေးကိုမြန်မာနိုင်ငံတွင်လည်းစတင်ရေးဆိုင်နေရပြီဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့အတံပကံပုတ်ကိုဖြစ်နေပြီးတော့တောင်ဆန်းစုကြည်ဦးဆောင်တဲ့ရေခောက်ခံအရတားအစိုးရကအရှိတောင်အရှမှာအဲ့ဒီအကပ်ပေးကိုအကောင်းဆုံးတုံ့ပြန်ဆွေးနွေးခြင်းကြောင့်နိုင်ငံတကာရဲ့ရှိကျူးခြင်းခံရခြင်းငယ်ဖြစ်ပါတယ်ကိုဗစ်19ရကပ်ဘေးကိုဥထောင်မှုပေးခဲ့သောဒေါအောင်ဆန်းစုကြည်ကိုရွေးကောက်ပွဲမှာပြည်သူတွေကမဲပြတ်တဲ့နဲ့ထပ်မံရွေးချယ်ကြလိမ့်မည်ဖြစ်ကြောင်းစစ်ဗိုလ်ချုပ်များကအထင်ရှားတွေ့မြင်လာကြရပါတယ်။ဒါကြောင့်စစ်တပ်ကြောထောင်နောက်ခံပြူကြန့်ခိုင်ပါတီခေါင်းဆောင်ဗိုလ်ချုပ်ဟောင်းတွေကရွေးကောက်ပွဲကိုရှေ့ဆိုင်ရေးကြကြလောင်လောင်ဟစ်ထွေးကြပါတယ်။ ။သင်္ဖစ်အဲ့ဒီလောက်ရဟာဖျားအပြစ်မုံတိုင်းကြောင့်တမ်းပြီဒုက္ခအကြီးကြီးရောက်နေတဲ့အချိန်ပြည်သူဆန္ဒခိုင်ဘွဲကိုမရှိဆိုင်ပဲအတင်းအကျပ်လှုပ်ခဲ့တဲ့စစ်ဘုရားတွေရဲ့မိကြောင်းမျက်ရည်ဖြစ်ပြီးအတိတ်မေ့လွယ်သောနိုင်ငံရေးပါတီများကထောက်ခံခဲ့ကြသည်ကိုမမေ့အပ်ပါဘူး။ရွေးကောက်ပွဲချုပ်နေလျင်အာနာသိန်းရဲ့အစီအစဉ်ရေးဆွဲထားတဲ့မင်းအောင်နိုင်ဟာအဲ့ဒီအချက်ကိုအာနာသိန်းခရသည့်အကြောင်းရင်းတစ်ခုအပြည့်အသုံးချခဲ့ခြင်းဖြစ်ကြောင်းစစ်ကောင်စီစီဝေးမှမကြာခဏထောက်ပေါ်ပြောဆိုမှုတွေကတတ်သိခံနေပါဗျ နိုင်ငံတော်အနာကို1962ခုနှစ်ကတည်းကညီလက်အမျိုးမျိုးနဲ့ထိရောက်ထားတဲ့စစ်ဘုတ်ချုပ်တွေရဲ့အလိညာကိုဂျုံသားကြသူတွေထဲမှာနိုင်ငံတကာအသိုက်အဝန်းနဲ့အစိုးရကောင်းဆောင်တွေတန်တမန်တွေပညာရှင်တွေနဲ့ခေတ်ဆက်ဆက်အများပြားပါဝင်ခဲ့ကြပါတယ်။အာဏာမလွဲရေးဘယ်ယာကူမှအလေးမထားတတဲ့မြန်မာစစ်ဘုတ်ချုပ်တွေနဲ့အထီးတွေ့ဆက်ဆံမှတာမြန်မာပြည်ထနာကိုဖြစ်ရှင်းနိုင်မည်ဟုထို့သူတွေအကြားမှာဂျနီတိုင်အထိယုံကြည်နေကြတဲ့ဖြစ်ဒီမှာအံ့ဩဖွယ်အတည်ဖြစ်ပါတယ်။ ၎င်းတို့ထဲအရှိတောင်အခြားနိုင်ငံများအသင်းရဲ့အခေဆက်ဆက်ကောင်းဆောင်များမှာထိတ်ဆုံးမှပါဝင်နေပါတယ်။ယနေ့အာဖီယန်အလှည့်ကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အနဝါဣဗရာဟင်အထိနိုင်ငံတကာအသိုက်အဝန်းဟာစစ်ဗိုလ်ချုပ်တွေထံကမျှော်လင့်နေကြပဲဖြစ်ပါတယ်။အနမလိုရဲ့မိတိယာမဂယူမဆိုင်တဲ့စစ်ဗိုလ်ချုပ်တွေရဲ့အတ္တဆက်ရန်ကိုမှန်ကန်သာရှုမြင်သင်ခန်းစာယူနိုက်ခြင်းမရှိသေးဘူးလို့လည်းမျက်မြင်တွေ့နေရပါတယ်။စစ်ဗိုလ်ချုပ်တို့၏အတ္တဆက်ရန်နမူနာများ ယခုကစစ်ကောင်စီဥက္ကဋ္ဌယုံဝင်ကြီးနှစ်ဝင်ကြီးအဖြစ်တောင်းဝန်ယူထားသူမင်းအောင်လှိုင်၏ယုံကြည်စိတ်ချရသောလူနည်းစုတွေထဲမှတဦးဖြစ်သူပိုမူအောင်ကိုကိုလှိုင်၏လွန်ခဲ့သော18နှစ်နာခဲ့သောဘီအန်ဒီဂျီကြောက်ချင်းတုံ့ပြန်မှုစိတ်နေစိတ်ထားနဲ့မင်းအောင်လှိုင်ကိုယ်တိုင်ငလျင်ပေးကြောက်ချင်းတုံ့ပြန်မှုစိတ်နေစိတ်ထားတွေကိုမြန်မာနောင်းကလေ့လာခဲ့ပါတယ်အဲ့ဒီဆရာနှစ်ဦးတုံ့ပြန်မှုများမှတစ်ဆင့်မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့စိတ်ညစ်စိတ်ထားကိုအကောင်းဆုံးထင်ရနိုင်တဲ့နောက်ထပ်ဆောင်နမူနာအဖြစ်မြန်မာပြည်သူတွေနဲ့နိုင်ငံတကာအသိုက်အဝန်းကိုပြန်လည်တင်ပြလိုပါတယ်။ ပထမဦးစွာကိုကိုလိုက်မိသူဖြစ်ဒီကိုတည်ထားရင်လိုပါတယ်။1986ခုနှစ်စစ်တပ်ကတို့ကြောင်းစင်ပြီးပြန်တဲ့ဝင်အရာရှိဖြစ်လာသူကိုကိုလိုက်ဟာအာနာရှင်ဟောင်းတန်းရွှေလက်ထက်စစ်ဘုတန်းပိုင်းမှာခြားခြားပါးပါးစစ်ဘုသူတေသနာပညာရှင်တို့အုပ်ဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး2004ခုနှစ်မှာအရက်ဘတ်ယာရုနဲ့ပြန်ကျိုင်းဝန်ကြီးဌာနသို့ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။2012ခုနှစ်မှာလည်းဘူဂျိုဂျီဟောင်းမှာတမနာဖြစ်လာသူတိန့်စိန်အစိုးရရဲ့တမနာအကြံပေးအဖွဲ့ဝင်ဖြစ်လာသည့်အထိစစ်ကောင်းဆောင်တို့ရဲ့ယုံကြည်မှုကိုအစဉ်စင်တည်ဆောက်နိုင်ခဲ့သူဖြစ်ပါတယ်။ တန်းချွေအစိုးရလက်ထက်မှာကလောင်ဝက်အမျိုးမျိုးနဲ့သတင်းစာတွေမှာဝါဒပြန်ဆောင်းပါရေးခဲ့သူလည်းဖြစ်ပါတယ်။2008ခုနှစ်မေလ2ရက်နေ့နာခဲ့မုံတိုင်းတိုက်ပြီးမေလ29ရက်နေ့တော့ကြီးမုံသတင်းစာမှာကိုကိုလိုင်းဟာလှိုင်းအောင်ကလောင်အမည်နဲ့နှစ်ကူးမှာတော့ပြည့်ဖူးလို့ဝေကြပြီလေမြည်ဆိုတဲ့ဆောင်းပါကိုရေးသားခဲ့ပါတယ်။အဲ့ဒီဆောင်းပါအပွင့်ပထမစာပိုင်းမှာ မကောင်းဆိုးရွားမုန်တိုင်းကိုပင်ဂျပန်ပြည်သူတရားနည်းဟူသောကိုကိုလိုင်ရဲ့ရေးသားချက်ဟာပြည်သူတသိန်းလေးတောင်းကျော်ဖြုတ်ခနဲရင်းနှီးတည်ဆုံခဲ့ရပြီးဗီဒုကဆူကြီးမှရှင်သာကျင်းရည်သူတွေဝမ်းနဲ့ပူဆွေးတော့ကရောက်နေချိန်စစ်ဘူချုပ်တွေရဲ့အတားစိတ်ကိုအမှန်ကန်ဆုံးဖော်ပြပေးထားတဲ့စံပြုတ်တင်ငန်းသာဖြစ်ပါတယ်။အဲ့ဒီစာပိုင်းအပြည့်အစုံမှာ နာခဲ့မုံတိုင်းကြောင့်အင်ရှိမတစ်ပင်ကြီးတစ်ပင်လဲကြသွားတဲ့ကြောင့်လောက။ပြားငါးသူကုန်းပေါ်မှာတစ်ပင်များ လေးတန်းခံရ၍ရှိသည်များတစ်ရွက်တစ်ခတ်များလေနောက်ပါသွားကာအယိုးပြန်ပြန်ဖြစ်ကုန်ကြပြီလောက။မြင်ကွင်းရှင်းသွားခြင်းကြောင့်အေဝရန်တာမှလှမ်းမြော်ကြည့်လိုက်ရင်းရွှေရောင်တဝင်းဝင်းနဲ့ရွှေတကုံဖျားကြီးကိုအထက်ပြင်စရနာအထိဖူးမြော်ခွင့်ရခဲ့သည်။ဂျက်ကင်ကညအခါစလိုက်မီးအောင်မျှတာမြင်ရပြီးကံကောင်း၍စိန်ပူးတော်ကိုမြင်ခွင့်ရခဲ့သည်မှာ နာဂိတ်ကျေးဇူးတော်ကြောင့်မပင်မပန်းဖျားဖူးရပြည်သည်ဟုမကောင်းဆွေရမုံတိုင်းကိုပင်ကြံဖန်ကျေးဇူးတင်ရသည်ဟုဖြစ်ပါတယ်။အဲ့ဒီစာကိုကိုကိုလိုင်းပဲလို့စိတ်ထားနဲ့ရေးသားနိုင်ခဲ့ပါတယ်။အဲ့ဒီချိန်ကကိုကိုလိုင်းဟာအာနာရှင်ဟောင်းတန်းရွှေရဲ့ပြည်တွေကိုငြိမ်ဝှက်ပြပြစေရန်ဝါဒမှိုင်းတိုက်မှုမျိုးစုံကိုတောင်းဝန်ယူလှုပ်ဆောင်နေတဲ့စစ်ရာရှိတဦးဖြစ်တယ်ကိုမမေ့အပ်ပါဘူး။ကိုကိုလိုင်းရဲ့ဆောင်းမကိုအသေးစိတ်ခွဲခြမ်းဆစ်ပြကြည့်တဲ့အခါကိုကိုလိုင်းဟာ၎င်းရဲ့အတ္တစိတ်ကိုအကောင်းမြင်စေရှိလျှံထိုဆောင်းပါးမှာဖော်ကျူးထားပြီး ။အွန်လိုင်းကဆိုပီကြီးကြောင်းနေတဲ့အချိန်စစ်ဘူချုပ်တွေရဲ့ဘာသာတနာရေးမြင့်မြကန့်ချိုင်ကြောင်းတူမတူအောင်ကြွားလုံးထုတ်ထားမှုကိုလည်းတွေ့ရပါဖြစ်ပါတယ်။ဒါပေမဲ့စစ်ဗိုလ်ချုပ်တွေဟာပြည်သူတွေပေါ်လူသားစာနာစိတ်ကင်းမဲ့မှုလူသားတအုမှရှိရတဲ့လူသားဆန်သောစိတ်ထားများပျောက်ဆင်းနေမှုတကူအဲ့ဒီစာဘက်ကရှင်းရှင်းလင်းလင်းမြင်တွေ့နေရပါတယ်။ယခုအခါကိုကိုလိုင်းဤအရှင်တခင်ဖြစ်သူမင်းအောင်လိုင်းဟာသကိုင်းငင်ကြီးကြီးပြီးတောင်မြန်ပုတ်ကလည်းအလားတူဖြစ်နေသည်ကိုတွေ့ရပါတယ်။မလာနာဖက်ရှိရနေသကိုင်းငင်ကြီးလှုပ်ခဲ့ပြီးလေးရက်ကြာစစ်ကောင်းဆောင်မင်းအောင်လိုင်းက မာယဝီဇယစကြင်ကြောက်သူကြီးငလင်ဘေးတင်မတင်တွမ်းအောင်ဆစ်စီကြောင်းစစ်ကောင်တီရဲ့ဝါဒပြန့်သတင်းစာတွေမှာဖော်ပြခဲ့ပါတယ်။အဒီကြောက်စင်းတို့ကြီးငလင်ဘေးမတင်ခဲ့ကြောင်းစစ်ကောင်ဆောင်မင်းအောင်လိုင်ကိုအစီအခံကြတဲ့အခါမှာတော့မင်းအောင်လိုင်ကထိုကြောက်စင်းတို့ကြီးတိဆောက်ခဲ့တဲ့ကလေပြင်းတိုက်ခတ်မှုတန်းခန္ဓာရင်း မြင်းငင်းနေတဲ့ခန္ဓာရင်းနဲ့တဘောအဘိယံတဲ့များမှခန္ဓာရင်းရှိရဲ့စနေတရားတွက်ချက်တိဆောက်ခဲ့မှုနဲ့ခေမီနိပညာများအသုံးပြုတိဆောက်ခဲ့မှုကြောင့်ယခုကဲ့သို့ပြင်းထန်ငလင်ဖြစ်ပေါ်ခဲ့သည့်အချိန်တွင်တင်းဆောင်ခြင်းနှိမ့်ကြခြင်းနောက်ဆက်တွဲသည့်အပိုင်းများအကွဲခြင်းလုံးဝလုံးဝမရှိခဲ့ခြင်းဖြစ်ကြောင်းကြွားလုံးထုတ်ခဲ့ပါသည်မြောင်းလိုင်းနဲ့ကိုကိုလိုင်းဆရာတပည့်နှစ်ဦးဟာနာကဲမုံတိုင်းနဲ့သခိုင်းငလျင်လို၎င်းတို့ရဲ့ဘာသာရေးကမ်းချိုင်းမုံကြွားလုံးအတီတီထောက်ကြခြင်းကဆက်ချပပတိုက်ဆိုင်မှုမဟုတ်ပါဘူး ၎င်းဟာစစ်ဘုတ်ကျောက်တွေရဲ့အတားအတွင်းဆိုင်အာဏာရမှတ်ခိုးများပြည်ချံကင်းအောင်နေတဲ့မာနရဲ့မကောင်းဆိုးပါးစိတ်တွေကိုအများပြည်သူရှေ့မောင်မှာဘာသာရေးကန့်ရှားတည်ဟန်ဖော်ပြထားခြင်းဖြစ်ပါတယ်။နာဂိတ်ကိုကျေးဇူးတင်ခဲ့သောဂူဂူလိုင်းဟာသကိုင်းငင်းလီပီဂျီကြောက်ခဲ့ပြီးပြည်သူအသက်ထောင်နှစ်ကြီးသေးနေရချိန်၊ဥယျာဉ်ပေါင်းတောင်းနှစ်ကြီးပြိုကျပျက်စီးနေရချိန်၊ပြည်သူပေါင်းသိန်းနှစ်ကြီးနေချင်းညချင်းနာဘေးမှာတဲထုတ်ပြီးဒုက္ခဆင်းရဲခံစားနေရချိန်မှာမြန်အောင်လိုင်းရဲ့စစ်ကောင်စီဥက္ကဋ္ဌရုံဝန်ကြီးနှစ်ဖြစ်နေပြီးအာဆီယံလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးဆန္ဒ အာဆီယံ Humanitarian Assistance Center AHA စံနာမှအကူအညီပေးရေးလုပ်ငန်းတွေမှာစစ်ကောင်စီဘက်မှတာဝန်ယူဆောင်နေသူတွေဦးလဲဖြစ်ပါတယ်။ဆင်းရဲဒုက္ခအတွင်းထဲမှာရောက်နေတဲ့မြန်မာပြည်သူတွေအဖို့တဘာဘီအန်ဒီကြီးတွေကြားရောက်တိုင်းထောင်ပေါင်းနဲ့ရှိတဲ့ပြည်သူတွေအသက်တည်ဆုံးကြရ၊ဥယျာဉ်စီစဉ်ပြီးဆုံရှုံးကြရတိုင်းနိုင်ငံတကာအတိုက်ဝန်ကြီးကအပြည့်ရောက်ရှိလာပြီးဝိုင်းဝန်းကူညီဖိမကြတဲ့အတွက်ကြောင့်ငါတို့ကိုကူညီမဲ့သူတွေရှိပါသေးလားဟုဆိုကဘဝတွေကိုပြန်လည်ထူထောင်နိုင်ရေးခွန်အားရရှိစေပါရစေ။ ဒါပေမဲ့မင်းအောင်လိုင်နဲ့ကိုကိုလိုင်တို့ကဲ့သို့စစ်ဘုံကျောက်တွေရဲ့ပြည်သူတွေကိုစစ်ခင်ဘုံကျက်တက်ဖြတ်နေခြင်းကြောင့်ပြည်သူတွေဟာပုံမဆင်းရဲဒုက္ခကြောက်နေရသည်မှာတဘာဘီဒုက္ခတဲ့အဆအများစွာဆူရပြီးမဆုံးနိုင်သောထိုစစ်ဘေးဒုက္ခကိုနိုင်ငံတကာအတိုင်းအဝန်းကလွန်ခဲ့သောလနစ်လုံးလုံးလက်ပိုက်ကြည့်ခတ်နေသည်မှာကျင့်ဝတ်တက္ကကင်မဲ့လွန်လာပါတယ်ကျကူကနာဂိတ်ရှိဦးဟာလူသက်ရန်နရားကြီးဖြစ်နေပြီးအဲ့ဒီရန်နရားကြီးကိုဖြိုချပြီးဆက်အနာရှင်စနစ်ရှုံငင်းကြီးပြည်သူအပြင်ဆက်လက်တိုက်ပွဲဝင်ရမည်ဖြစ်ကြောင်းနာဂိတ်နှစ်ပတ်နေလေးတွင် တုံးတက်တင်ပြလိုက်ရပါတယ်ခင်ဗျာအင်ပြန်နှန်းကိုအမြဲကြည့်ရှုပေးကြတဲ့တောက်ချင်းစီတိုင်းကိုအင်ပြန်နှန်းညီကိုမောင်နှမများမှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာစမိတ်စာရဲ့ဗီဒီယိုကတွေကနေကြည့်လို့ပြီးတာယာနာပြောပွဲနည်းရတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းမြတ်တာပို့သားရပါတယ်မြန်မာပြည်ကြီးလည်းအမြဲဆုံးအေးချမ်းသာရပါစေ